ရချင်းနာမိုးညင်းမိုးကောင်းတဲ့ဖားကန့်မြို့နယ်တွေမှာစစ်တပ်ကပြည်သူ၈၀ကျော်ကိုစစ်မှုထမ်းတပ်သားအဖြစ်ပေါ်ကြဆွဲဖမ်းဆီးခြင်းဖြစ်ပွားကချင်ပြည်နယ်မြချင်းနာမိုးညင်းမိုးကောင်းတဲ့ဖားကန့်မြို့နယ်တွေမှာအစံဖက်စစ်တပ်ကပြည်သူ၈၀ကျော်ကိုစစ်မှုထမ်းတပ်သားအဖြစ်ဖမ်းဆီးသွားတယ်လို့ဒေသတရင်းမြစ်တွေကပြောပါတယ် နိုဝင်ဘာလ25ရက်နေ့ကနေဒီဇင်ဘာလ10ရက်နေ့အထိ15ရက်ကြာကာလအတွင်းမှာမြစ်ချင်းနာမိုးညင်ပြည်တော်စုလမ်းပိုင်းမှာရှိတဲ့ဈေးရွာတချုံနဲ့မြစ်ချင်းနာဖားကန်လန်၊မိုးကောင်းဖားကန်လန်၊မိုးကောင်းဟိုပင်လန်၊ဟိုပင်အင်းတော်ကြီးလန်၊ဟိုပင်မိုးညင်လန်တွေမှာဒေသနေပြည်သူတွေနဲ့ခရီးသွားပြည်သူ90ကျော်ကိုစစ်တပ်ကစစ်မှုထမ်းအပတ်စဉ်20ရက်အကြပ်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဒါအပြင်ဟိုပင်မြို့အနီးမိုးကောင်းမြို့နယ်အတွင်းမှာရှိတဲ့ နန်းခွင်ဈေးရွာတွေကပြည်သူ20ခန့်ကိုလည်းအကျန်းဖက်စစ်တပ်နဲ့ SNE တပ်ဖွဲ့တွေပူးပေါင်းပြီးတော့ဖမ်းဆီးခဲ့ကြ။အလားတူပဲပင်ဖောတိုင်းနယ်အကျဲမှာလည်းပြည်သူ10ဦးကိုဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။ဖားကန်းမြို့ကိုတိုင်းရောက်မဲ့ပြည်သူတချို့ကိုလည်းရှမ်းနေပြည်သူစင်းနဲ့ဂါသမာပေါင်းပြီးတော့စားမော်ဈေးရွာအနီးမှာပြုံသုံးလုံးရွာလမ်းမအနီးရှိတက်ထဲအထိဂါကိုပါမောင်းနေခဲ့ပြီးတော့ဖမ်းဆီးမှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။ ဟိုပင်နိုင်ရင်ကျေးရွာအနီးတိုက်ပွဲမှာလဲစစ်ခွေးတွေဘက်ကအထိနာလို့ပေါ်တာဆွဲဖမ်းမှုရှိရလို့ဟိုပင်ဒေသခံတွေကပြောပါတယ်။စာကမတက်ကတောက်လျှောက်ဖမ်းဆီးရာတွေလုံနေလို့အခုချိန်မှာခရီးသူခရီးရှိသွားမဲ့မိဖပြည်သူတွေအနေနဲ့ဒေချာသွားလာကြဖို့တတိပေးလိုပါတယ်လို့လည်းဒေသအရင်းမြစ်တခုကပြောပါတယ်။အစံဖတ်စစ်တပ်ကအခုဒီဇင်ဘာလလယ်မှာစင်ပူတန်းတင်တဲ့အပတ်စဉ်၃၀ကိုဖွင့်လှစ်မှာဖြစ်ပါတယ်။ ဒါကြောင့်မလို့လေ အခုလိုဖန်ဆီးတာတွေဇက်တိုက်လုံနေပြီးတော့ပေါ်တာဆွဲခံရတဲ့သူတွေလည်းမြောင်များစွာရှိနေကြပါတယ်